င်အမျိုးသားတပ်မတော် KNA ကစစ်ကုမရှင်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုနှီးမျိုးစုံတုံးပြီးဆက်ကျင်သွားမယ်လို့တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။ရှမ်းပြည်တောင်ပိုင်း Grainy ပြည်အဆက်ဖေခုံမြို့နယ်မှာတည်ရှိတဲ့ကယန်းဒေသဟာတော်လန်ရေးတပ်ဖွဲ့ပေါင်းစုံစုမိုးနေမြေဖြစ်တဲ့အတွက်လူထုဆန္ဒသဘောထားအရာတသားတဲ့ဆက်ကျင်တာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိအခြေအနေအရကယန်းဒေသမှာရွေးကောက်ပွဲဖြစ်မြောက်ဖို့အကြောင်းမရှိဘူးလို့ KNE ရဲ့နိုင်ငံရေးဦးဆောင်ကော်မတီဝင်ကထောက်ပြပါတယ်။ကယန်းဒေသကယန်းကြေးရွာတွေမှာကတော့ရွေးကောက်ပွဲဖြစ်စရာအကြောင်းမရှိဘူး။ဒါပေမဲ့လက်တလောနေထိုင်ရတာကတော့ကျွန်တော်တို့မိုးပြဲဖဲခုံမှာကတော့ဟန်ပြသူတို့ရဲ့တောက်တိုင်နေဖြစ်တဲ့အစိုးရဝန်ထမ်းတွေကတာလင်းမဲပေးတဲ့ပုံစံမျိုးနဲ့ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါဟာကျွန်တော်တို့ကယန်းလူထုကိုလည်းကိုစားပြုမှာမဟုတ်လို့ကယန်းဒေသကိုလည်းကိုစားပြုတဲ့ရလဒ်ဖတ်မှာမဟုတ်ဘူးလို့ပဲကျွန်တော်ခိုင်းယူပါတယ်။ ကယန်းဒီတာမှာအရင်ကကယန်းအမျိုးသားပါတီ KNP တခုပဲရှိခဲ့ပေမဲ့ဆင်နာသိပြီးနောက်မတ်ပုတ်တင်ထားမှုမရှိရာကြောင့်စစ်ကောမရှင်တက်လက်အောက်ခံ UEC ကဖျက်သိမ်းထားပြီးဖြစ်ပါတယ်။ဒါကြောင့် KNP အနေနဲ့လည်းစစ်ကောမရှင်တက်ရဲ့ရွေးကောက်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ KNP ကဆိုပါတယ်။ဒီတာမှာကဆင်နာရှင်လုတ်တဲ့ရွေးကောက်ပွဲကိုအသိမှတ်မပြုလို့ကျွန်တော်တို့ကယန်းပါတီတွေကလည်းဝင်ရောက်ချင်ပြိုင်မှာမဟုတ်ပါဘူး။အဲဒီထဲမှာဆင်နာရှင်ကိုအလုတ်ကျွေးပြုတဲ့ အဲကယန်းလူမျိုးတဦးစားနှစ်ဦးစားပါကောင်းပါနိုင်တယ်ဒါဟာကယန်းလူမျိုးကိုကိုးစားပြုတာမဟုတ်ပဲနဲ့ဆက်အနာရှင်စနစ်ကိုကိုးစားပြုတဲ့အဲကျွန်တော်တို့အမျိုးသားသစ္စာပေါက်တွေဖြစ်ပဲကျွန်တော်သဘောထားပါတယ် KNA တာဝန်ရှိသူတွေကရွေးကောက်ပွဲကျင်းပဖို့အတွက်ဒီမိုကရေစီစနစ်ကိုအရင်ဖော်ဆောင်ဖို့လိုအပ်ပြီးပြည်သူလူထုသဘောထားနဲ့လှုပ်တင်တယ်လို့လည်းတိုက်တွန်းပြောဆိုပါတယ် KNA အနေနဲ့စစ်ကောင်မရှင်ကဦးစီးကျင်းပမဲ့ရွေးကောက်ပွဲကိုလက်နက်ကင်နီးအကြမ်းမဖက်နီးအပါဝင်ညီမျိုးစုတို့ပြီးပြင်းထန်ထန်ဆင့်ကျင်သွားမယ်လို့တာဝန်ရှိသူတွေကပြောပါရီ။